အားလုံးပဲမင်္ဂလာပါခင်ဗျာအညာသား channel ကနေပြန်လည်ပြီးတော့ကြိုဆိုလဲပါတယ်ဒီနေ့မှာတော့တပွဲတူတုတ်ပြီးဒါဘီကိုမန်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း like and subscribe လေးတွေလောက်သွားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ကနွေရာသီကျောင်းပိတ်လို့ အမေရှိရာခြာသင်းမျိုးကိုပြန်လာခဲ့ပါတယ်။အဖေကအစိုးရအမှုတမ်းမလို့အမေနဲ့ကျန်တဲ့မော်ဒမောင်ရီကအဖေရှိရာခြာသင်းမှာကြောင်းနေကြပါတယ်။ကျွန်တော်ကတော့ကြီးများတဲ့သူမလို့တောကြောင်းမှာမနေချင်းဒီလိုနဲ့အဖိုးဘွားရှိရာကတ်မလူမှာကြောင်းနေပါတယ်။ကိုရမ်းဖြစ်ပြီးစအမေနဲ့အတူနေနေနေရာတည်ရောက်ခဲ့ပြီ။ဒီရက်ွက်ထဲမှာ လူကြီး၃ယောက်ကအမေကိုဒီနေ့မိခင်တောင်းဝန်ကြလို့မိခင်ဆောက်မယ်အကြောင်းပြောလာခဲ့ပါတယ်တကယ်လို့မဆောက်နိုင်သူတို့လူငါပေးမယ်လူငါဆောက်ကကတစ်ဆယ်ကျပေးရမယ်လို့ပြောလာပါတယ်အဲ့လူရွယ်ကြီးရဲ့စကားကြောင့်လူရိုပေါ့ဖြစ်နေတော့ကျွန်တော်ကကြားဝင်ပြောလိုက်မိပါတယ်ကျွန်တော်တို့အရွယ်ဆောက်လုံရသလားလို့မေးတော့ရတယ်တဲ့ရတယ်ဆိုတော့ ကျွန်တော်လောဘတက်ပြီစောင်းကငွေကို အမေစီမှာတောင်းပစိုးတထည်ဝယ်ဖို့မယ်ဇီးရဲကအထည်ဆယ်မှာစိတ်ကပစိုးတထည်ခြောက်ကြတာဝယ်မယ်အမေကိုအကျိုးချောင်းပြောတော့အမေကသဘောတူလိုက်တယ်ဒါနဲ့ဒီနေ့ညမိခင်ကျွန်တော်စောင့်မယ်ကြောင့်ရွာလူကြီးများကလည်းသဘောတူပြီးတော့ပြန်သွားပါတယ်။ညနေ6:00ခွဲမှာအနောက်မီကင်းထဲမှာလူဆုံပြီးတော့တာဝန်ကျသူ9ဦး ကင်းကောင်းကအသက်30ခန့်အကိုကြီးနဲ့ကျန်တဲ့လေးယောက်ကကျွန်တော်တို့เจ้าနေပဲတငယ်ချင်းအွယ်တွေပါကျွန်တော်တို့ငပြုံးကကိုတန်းဖြည့်ပြီးတော့ကျန်တဲ့တငယ်ချင်းနေယောက်ကတော့ရှစ်တန်းကြောင်နဲ့ကြောင်းထွက်ပြီးတော့တောင်သူလုံနေကြပါလေမတွေ့တာကြာလို့တငယ်ချင်းလေးယောက်ထွေရလေးပါစကားတွေပြောနေရသဖြင့်ပျော်ရွှင်လာပါလေည၈နိုင်ခန့်မှာကင်းကောင်းကိုကြီးကကျွန်တော်နဲ့ငပြုံးကို တောင်ပဲရောက်ွက်သူနဲ့ကျန်တဲ့နေယောက်က မြောက်ရက်ွက်မိကင်းလက်ပြီးတော့អော်ကြပါတယ်ရက်ွက်မကြည့်လို့ကြာကြာမអော်လိုက်ရပါအောင်ည9:00နာရီမထိုးခင်ကင်းတဲ့ကိုအရင်ရောက်ပါတယ်ကိုကြီးတို့ဖွဲ့က15မိနစ်ခန့်ကြာမှကင်းတဲ့ကိုပြန်ရောက်ကြပါတယ်ကျွန်တော်တို့ကအရင်ရောက်လို့ကင်းကောင်းအကိုကြီးကကျွန်တော်တို့ကညီမင်းနာမည်ကဘသူလဲကွာဟုတ်စိုးမိပါကွေဘသူသားလဲကွာဟုတ် ဘူရိုင်ုံပိုင်လင်းသားပါ။အော်အေးအေးမင်းအဖေကိုသိရဲ့။မင်းကိုတော့အခုမှသိတာကွာ။မင်းတို့နှစ်ယောက်လုံးလမ်းဆုံအောင်ဩခဲ့ရလားကွာ။အော်ပါတဲ့ကိုရဲ့ဘာဖြစ်လို့လဲ။မင်းတို့နှစ်ယောက်ကငါတို့နဲ့ပို့ပြီးတော့ပြန်နေလဲကွာ။အကိုကြီးတို့ဘက်ကဘူးကျယ်လေ။ကျွန်တော်ဘက်ကကျင်းတယ်ကိုကြီး။ဒါကြောင့်ပါ။အေးဒါဆိုလည်းပြီးရောကွာ။ ကျွန်တော်တငယ်ချင်း၄ယောက်ရဲ့အသက်တွေကစလေးနှစ်၁၅နှစ်အတန်းအရွယ်ဒီကင်းကောင်းဝကြီးနာမည်မသိတော့ကို့ထက်အသက်ကြီးသူမလို့အကိုကြီးလို့ခေါ်ခြင်းဖြစ်ပါလေ။အေးကွာဒီနေ့တော့လကလည်းသားတယ်။တိမ်တွင်ကလည်းကင်းတယ်။ကြက်တရေလည်းရှိတယ်။အပြင်းပြင်းဘာလို့ရမလဲ။ကင်းနဲ့ရှိရင်မိုးပေါ်ကိုမော့ကြည့်နဲ့တယောက်တည်းစကားပြောနေသူကအကိုကြီးပါ။ကျွန်တော်၄ယောက်ကကင်းနဲ့ရှိရင် လန်နမင်းနာကလာရောက်အောင်မှာဖနာခုဝိုင်းထိုင်စကားပြောနေကိုကြီးကိုကဲခါနေပါတယ်ဟုတ်ပြီကွာအကြံရပြီကျွန်တော်လျော်မှာအကိုကြီးကိုကြည့်နေမှာငါညီတို့အစောကြီးအဲ့လိုမရတော့ဘူးနော်တာဝန်ရှိရဲ့နောက်တစ်ခါအော်ရအောင်မှာဒီတော့အချိန်လဲစောက်ရမယ်အတူတူမင်းတို့လည်းဘ ഹു ဒုဒ္ဒရအောင်အပြင်းပြေအောင်အကိုကြီးအံ့ဩကြတခုလှုပ်ပြမယ်ကွာ မင်းတို့မှာကုန်းရပါသလားကွာကျွန်တော်တို့လေဦးသားတရားကိုတောက်ကြည့်လေကုန်းတော့စားစရာမရှိစားလို့ကုန်ပြီကျွန်တော်ကစားလို့ကုန်ပြီတော့စားလို့ကုန်ပြီကိုကြီးရဲ့ဒါဆိုလဲလုံမလို့မရဘူးမင်းတို့လည်းအပြင်းမပြေတော့ဘူးကွာအကိုကြီးကဘယ်နည်းစံပြောသဖြင့်ကျွန်တော်ကစော့မိပြန်ပါတယ်ကျွန်တော်တို့အပြင်းပြေအောင်အကိုကြီးကဘာလုပ်ပြန်ပါလဲမင်းတို့မမြင်မှုတိတာကိုလုပ်ပြန်ပါဘောကွာ ကျွန်တော်တို့မမြင်ဘူးသေးတာကိုလှုပ်ပြပါဆိုတော့မြဲ့လေလားလို့အတွေးဝင်မိပါသေးရဲ့ဒါဆိုရင်ကိုးရသွားဝင်မယ်ဗျာမရတော့ဘူးကွာကိုးနိုင်ထိုးပြီးဆိုတော့စိုင်ပိတ်ရောပေါ့ရပါတယ်ကျွန်တော်တငယ်ချင်းစိုင်ကိုနိုးဝင်ပါငါပြူလာကွာမင်းနဲ့ကကိုးရသွားဝင်မယ်ငါပြုံးထရရကနေမော်ပြီးရောဟာဟိတ်ကောင်စိုးကြီးငါမှပိုက်ဆံမပါဘူးကွာ ငါမှတကြက်ကျမ်းပါသေးရဲ့လာသွားမယ်ကျွန်တော်နဲ့ငပြုံဘူရာရဲ့ရှိသေးအနီးက900ဆိုင်ကိုထွက်လာခဲ့ပါတယ်ငပြုံဒီကိုကြီးဘာလို့ပြမယ်ထင်လဲကွာဘယ်သိမလဲကွာမင်းရလေငါတော့မျက်လည်းပြမယ်ထင်တာပဲဟုတ်ကြွေဟုတ်မှာပေါ့ကုန်းကဘယ်မှာဝယ်မှာတော့ကွာဈေးနှက်ကအေးမဆိုင်ပေါ့ကွာ မင်းကလေအီးမကြောင့်သိရတာနဲ့စွာတိမဆရာကြီးလုံလုံလေကွာအခုလဲကြည့်မင်းနဲ့ကအငေါ့ခရအောင်ပါအဲ့ဒါကြည့်နေသူငေါ့တာခရရင်ကိုုံးရတယ်ဒါပဲပေါ့ကွာအဝေးကနေလမ်းကြည့်ရောဆိုင်ပိတ်ပါပြီဆိုင်နောက်ကသူတို့အိမ်မှာမီးရောင်မြင်လို့ဝမ်းသာသွားမိပါတယ်ဆိုင်ရှိကိုရောက်တော့ကျွန်တော်ကဟေးအီးမကြီးအီးမငါပါကိုန်းတကြမိုးလို့ ထိန်တဲ့အတိုင်းငပြုံးပြောရင်လည်းပြောချင်စရာချင်းတဲ့ရှင်အိမ်ဘုံကမိခွဲကိုကန်ပြီးတော့စိုးပြီမတ်နေတတော်ဒုက္ခပေးပါလားစောစောစကြီးမဝယ်မင်းနဲ့အဲ့ချင်းကိုနားမလည်ဘူးလားဟဲ့အိမ်မကမိခွဲကိုကန်ပြီးတော့အောက်ကိုဆင်းလာကျွန်တော်ဆိုင်ရှိကလမ်းဘက်ကနေအေးပါဟာနေရလေထိတ်ခက်နေဆိုရင်ဒေါသကြီးပဲတူတော်နဲ့ငေါတော်တာကြီးပဲကြီးကြီးတို့အိပ်ပြီလား အိပ်ပြီးဘာလို့မလုပ်လဲဘာမှမလုပ်ပါဘာနင်းရလေမီးတာပါမီးကင်းကြလို့အာညကုံစားစရာမရှိလို့လာပြီးတော့ဝယ်တာအတော်ဒုက္ခပြီးတဲ့ကောင်စုတ်ဆိုင်တကားဘောက်ကိုမပွေအတွင်းကနေဆက်လာအောင်ကုန်းရနေနေပေါ်စီပေါ်စီပြောနေခြင်းဖြစ်ပါတယ်ခဏကြာဆိုင်ထဲကနေထွက်ပြီးတော့ဝန်ထည့်ရဲ့ဘောမှာကိုတို့လမ်းပြီးတော့ပြေးပါတယ်ယော့ကိုတို့နောက်တစ်ခါမလာနဲ့မရောဘူး ပြီးပိုက်ဆက်ပြီးပါမယ်ဟာနီးရလေထွက်ပြေးမှကြာနေရပဲညီးရလေပိုက်ဆက်ပြီးပြီးတော့နှုတ်ဦးသာလက်ပြန်လာခဲ့ပါတယ်ကင်းတဲ့ကိုရောက်တော့အကိုကြီးကအာမောင်ဆိုမီမင်းတို့မရခဲ့ဘူးမလားကွာရတယ်ကိုကြီးဆိုင်ရပြေးပြီအေးမအငေါခွင့်ရနေကြတကြဘိုးဝယ်ခဲ့တာရော့အကိုကြီးကအကိုကြီးကကိုတို့ကိုယူဖြီတော့ 900တိတိမလို့အကိုကြီးက900ဆိုရတယ်ကျန်တဲ့400ကိုမင်းတို့စားလိုက်နေပါစီအကိုယူတာပါငါကကိုမစားဘူးကွာဟောဗျာကိုမစားပဲနဲ့ကျွန်တော်တို့ကိုဝယ်ခိုင်းနေသေလိုက်ပါတော့ဗျာတကယ်ပြောတာအကိုကြီးကကိုမစားဘူးဒီတရားကမင်းတို့ကိုပြတ်မှာမလို့ကွာငါစီမှာထားလဲအလကားပဲကျန်တဲ့ကိုင်းတွေကိုမင်းတို့စားလိုက်အကိုကြီးတည်းမှာကိုတို့ယူပြီးတော့ တယောက်တရာဝေရမှာတရာစီရပါတယ်ကိုတရာယူပြီးတော့အကိုကြီးကကင်းနေပေါ်ကိုတက်သွားပါတယ်လာပညာမဟုတ်တော့လေလာရောက်ကတာလာပါတယ်တဲပေါ်မှာအကိုကြီးကညာဘက်လက်ဝါးပေါ်ကို900ဖြတ်တင်ပြီးတော့ပွားစီပွားစီနဲ့ဘာတွေရွတ်နေမှမသိမြေပြင်လမ်းဘေးမှာငုတ်တုတ်ထိုင်နေတဲ့ကျွန်တော်တို့လေးဦးမှသာအကိုကြီးထံကိုအာယုံရောက်ပြီးတော့ငေးကြည့်နေစင်ပါအကိုကြီးကတဲပေါ်မှာတဲအောက်ကိုဆင်းလာပြီးတော့ကျွန်တော်တို့နီးတူထိုင်လိုက်ပါတယ် ဖနာကိုစီခုထိုင်နေအခုကြီးကမင်းကယုံမိုင်လေးရဲ့သားနော်ဟုတ်ပါတယ်ကိုကြီးငါရဲ့ခေါင်းကြီးကငကြီးတော်ဓာတ်ကိုသွားပြီးတော့ယူစဲကွာသူပြောလို့တဲဘူကိုကြည့်တော့တဲရဲ့ထောက်တိုင်ပါဓာတ်ရှိတဲ့ကြောင်ချိတ်လျက်တည်ယူပြီးတော့အကိုကြီးကိုပေးလိုက်ပါတယ်ထိုင်နေသောအကိုကြီးကဓာတ်ကိုတအိမ်မှချုပ်ပြီးတော့လက်အောင်ရဲ့အလေနဲ့ပင်ညာလန်ပြီးတော့ဝုန်းဝဲပြပြောင်းဓာတ်ကောင်းကြောင်းပြနေပါတယ် ကျွန်တော်လေးဦးမှသာဓာတ်ကိုမမိတ်မတုံကြည့်ပြီးတော့မင်တက်နေကြပါတယ်ဓာတ်ကိုညာလိုက်မှကန်လျက်ကျွန်တော်ကိုစပြီးတော့မေးပါတယ်မောင်စိုးမင်တက်ပြီပါလားကွာဟုတ်ပါတယ်ကိုကြီးခါကြမှတမီးကိုထုတ်လိုက်ပါတယ်တမီးနဲ့ငါရဲ့စလုံးကိုထူငါရဲ့ဓာတ်ဘလောက်ထက်လဲဆိုတာကို ပြမယ်ကြည့်ဘယ်ဘက်လက်နဲ့ဒူးကိုကန်ပြီကသူ့ရဲ့ခြေသလုံးမွေးတွေကို ဖိတွန်းကြလေရာတပြုတ်ပြုတ်နဲ့ခြေစလုံးမွေးများခေါင်းရည်တလို့ပြက်ကျက်သွားပါတယ်ဒေါ်ကအကိုကြီးကတွေ့တယ်နော်ဓာတ်ထက်ကြောင်ပြတာကျွန်တော်လေဦးသားဟုတ်ကဲ့ဆိုပြီးတော့ခေါင်းကြီးပြကြရပါတယ်ထိုစဉ်ရုပ်ရည်တားကိုကျွန်တော်ကိုပေးပြီးတော့မတည့်ရလိုက်ပါတယ်ဂျင်းကြီးကိုခဏချွတ်ပြီးတော့ပစိုးကိုပြင်ကိုကရောင်းမြောက်အောင်ကြိုက်ပြီးတော့ပြန်ပြီးတော့ထိုင်ပါတယ်ခြေရောက်တဲ့ဖက်မှာ မိဘမမခြေဆင်းလျက်လက်နှစ်ဖက်မှာဒူးဘော်တီဆက်တင်ပြီးတော့တားကန်ထားသောကျွန်တော်ကိုပြောလိုက်ပါတယ်။ညီလေးမင်းလက်ထက်ကဒါနဲ့အကိုကြီးရဲ့ကြောကိုဇလွယ်လုပ်ပြီးတော့ခုတ်ဆက်ကွာ။အားပါပါခုတ်နော်။ကြောပြင်းကိုခုတ်ကောင်းစီရန်ခေါင်းကိုငုတ်ပြီးထားပါတယ်။တားကန်လျက်ဒူးတုံနေသောသူကကျွန်တော်ပါ။ကျွန်내တငယ်ချင်း၃ယောက်ကလည်းရင်တထက်ထိတ်နဲ့ကြည့်နေပါတယ်။ခုတ်လိုက်ရမလား။ မခုတ်ရမလားတွေးပြီးတော့ကြောက်နေပြန်ပါလေအကိုကြီးရဲ့ဘယ်ဘက်နှစ်ဘေးမှာဓားကန်ရက်လေးရဲ့ကြောက်တုံတုံတုံနေပြီဟိတ်ကောင်ညီလေးခုတ်လေကွာဘာကြောင်ကြည့်နေတာကောဝါဟုတ်ကဲ့ကိုကြီးခြေစင်းထိုင်ပြီးတော့ခေါင်းလေးငိုက်ကခြေစင်းခံနေတော့လေအသံတိုးတိုးနဲ့ပြန်ပြီးတော့ဖြေးမိပြန်ပါလေမျက်စိစုံမိတ်ပြီးတော့ခုတ်မယ်ခုတ်မယ်အချင်းချင်းမီးတော့လေကျွန်တော်ရဲ့စိတ်ကအဖြေမထွက်ကြောက်ကြောက်နဲ့ပြန်ပြီးတော့ပြောလိုက်မိပါတယ် မခုတ်ရဘူးကိုကြီးကျွန်တော်ကြောက်လေကိုကြီးခုတ်ပါကွာကာခွင့်ပြုပေးထားတာမင်းဘာမှမဖြစ်ပါဘူးကွာကျွန်တော်ခုတ်လို့အကူကြီးတည်သွားရင်ကျွန်တော်ထောင်ကြမှာဗျာပါထောင်မကြောက်ခုတ်မှသာခုတ်စမ်းပါကွာဟာခုတ်ဟာခဲ့ပါပြီအကူကြီးကတော်တော်ခုတ်ခိုင်းကျွန်တော်ကမခုတ်ရဓာတ်ကိုအပေါ်မြောက်အောက်ချလိုက်နဲ့အချိန်သာကုန်နေပါတယ်ဟေ့ကော ခုတ်လီကွာကြာလိုက်တာမင်းနေဒီဒီချိန်တော့ဆုံးဖြတ်ချက်ချလိုက်ပါပြီမခုတ်ရဘူးအကူကြီးကျွန်တော်ကြောက်တယ်ရွှေအကူကြီးဒါဓာတ်ကိုပြန်ပြီးကပြန်ပြီးတော့ထိုင်လိုက်ပါတယ်ကြာတဲ့တငယ်ချင်း၃ယောက်ကလည်းဝင်ပြီးတော့မဆွတ်ဖက်သေးအကူကြီးကမတ်တရကတော့ပြန်ဖြည့်ပြီးတော့အစ်စ်ပြန်ဝင်ပြီးတော့ပြန်ပြောပါတယ်မင်းတို့စစောကငါပါပြောလေအန်အောစရာကိုအပြင်းပြင်းပြမယ် ကိုရံဝဲဆိုတော့ကိုရံဝဲတူပီတာပီကိုမန်ပြမလို့ကွာခောက်ဆိုတော့မခောက်ပြန်ဘူးတတိကြောင်တဲ့ကောင်းနေပဲဘယ်တော့မှအပြင်းပြေတော့မလဲကွာကျွန်တော်ကတော့အကူကြီးကိုကြည့်လို့မျက်လောကချထားတယ်လို့နဘေးကငပြုံးကတစကန်းထလာခဲ့ပါလေဒါဆိုရင်ကျွန်တော်ခောက်ရမလားကိုကြီးဘသူခောက်ခောက်ရတယ်ပြီးပြဓာတ်တော့ကျော်ကိုခောက်ရမှာလား ဘယ်ခက်ခုတ်ရပါလဲဆိုကွာငပြုံးကစိတ်တုန်နေပုံပေါ်ပါတယ်တတိကြောင့်လည်းကောင်းတယ်လို့အပြောခါလို့ထင်ပါတယ်စိတ်ပူနေတဲ့သူကတော့ကျွန်တော်တို့ပဲဖြစ်ပါတယ်ငပြုံးကတခါတခါလက်ရဲတာမလို့တကယ်ခုတ်ပါကောင်းများခုတ်မိရင်တို့ကငပြုံးကိုတတိပေးရပါသေးတယ်ငပြုံးကောင်းအောင်မခုတ်နဲ့တော့နောက်ကျုပ်ကသာခုတ်ကွာတအားလည်းမခုတ်နဲ့တော့ပါးစပ်မှပြောနေတော့လေမျက်နာကသွေးစုံနေပါပြီ ခြေပြားလက်ပြားများကအသေးကောင်လိုဖြစ်နေပါတယ်။ကြည်နေနေပဲတုံနေပါပြီ။ကျောင်းမနေတဲ့တငယ်ချင်းတယောက်ကတော့မထီရုံနဲ့ကြည်နေကြပါတယ်။အကိုကြီးကတော့စောစောကလို ခြေစင်းပေးတာလေ။ကပြောကအကိုကြီးရဲ့ဘင်းစောင်းမှာရက်ပြီးတော့ကျောင်းမြို့ကို အလိုက်တဲ့နေ့ဇလွယ်ခုတ်ခုတ်နိုင်ရအတွက်နေရာယူပြင်ဆင်နေတယ်လို့ကျွန်တော်ကတော့အကိုကြီးရဲ့နောက်ကျောင်းမှာကြည်ပြီးတော့ရင်မောနေမိပါတယ်။ကြက်သိန်းထားလေတခုခုများဖြစ်သွားရင် ဒုက္ခပဲလို့စိတ်ထဲမှာပူလောင်နေမိပါတယ်။ဖရာဖရာအကိုကြီးဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးုံသာရှိပါတယ်။ကဲခုံစံကွာငပြုံးကအလေလက်အားနဲ့ကြောပြင်ကိုစလွယ်တစ်ချက်ခုတ်ပြလိုက်ပါတယ်။ဒုက္ခနဲ့အတန်ကြောင့်ကျွန်တော်တုံမိသွားပါတယ်။ဓာတ်ကိုကြည့်ပြီးတော့ငပြုံးကိုတတိပေးလိုက်ပါတယ်။ဟေးငပြုံးတော်တော့ကွာငပြုံးပါ ဒါတလန်ကိုင်လေလန်သတိပေးလို့အကိုကြီးရဲ့ကြောပြင်ကိုတမိနဲ့တေချာထိုးကြည့်တော့အဖြူစင်းလေးတစ်ခုတခြားအကွဲအပြင်းမရှိတမိချလို့အံ့ဩလေးအတန်ကိုတူတူယူနေတဲ့ကျွန်တော်ကိုအကိုကြီးကကြောက်နေရဲ့ကောင်နောက်ဆုတ်နေကောင်ငပြုံးဆက်ခုတ်လေကွာမင်းရဲ့အာဒါပဲလားကွာဟမ်ငပြုံးပါသူ့ကိုစွာပေးတယ်လို့ဖြစ်တာမလို့ဒေါသထွက်ပြီးတော့အတန်ကြကြနဲ့ဒါဆိုရင် ุยอ้ากงขุ่นออกมาเนาะขุ่นลีกว่าขุ่นซะมากว่ายินโดนเนาะจนอกะงะเปียวอ้ากงขุ่นไปซื่อดีโกจี้มะเหลวเตยเลยเมงะเปียวกูถัดพี่รอตะติปี้อย่าเปียมาเรงะเปียวอ้ากงบ่ขุ่นเด้กว่าเตยเลยเมกว่าก้องแกเปียเปียวตูอโกจีกะเฮ้ยนี่เลยเต็ดๆนี่ซะเม้เนี่ยไม่ใส่อูตูขุ่นจนโลขุ่นซะมาซีกว่างะเปียวกว่าด่ากู မိုးပေါ်မော့ပြီးတော့ဇလွယ်ခုတ်ခုတ်ချလိုက်ပါတယ်။ကဲ။ကိုကြီးခုတ်ခိုင်းလို့ခုတ်တာကွာ။ကဲ့ကွာ။ကဲ့ကွာ။တတတော်နဲ့စတိုက်ခုတ်နေငပြုံးကိုတားလိုက်ရပါတယ်။ငပြုံးတော်တော့ကွာမခုတ်နေတော့။အခုတ်ရပြီးတော့ငပြုံးကဓာတ်ရက်ပြန်ကင်လဲအကိုကြီးရဲ့ကြောပြင်ကိုချက်ချင်းကြည့်လိုက်ပါတယ်။အဖြူစင်းတတော်များများကိုတွေ့လိုက်ရပြီးတော့ပွေးမရှိပါ။အကွဲပြဲမရှိ။ကြောပြင်ကိုလက်နဲ့ပုတ်ပြီးတော့ဆန်းကြည့်ကအံ့ဩနေမိပါတယ်။ ဂျင်တွေခေါ်ပြီးတော့ကြောင်ကြည့်ကြည့်နေကြပါလေဟာဘာမှမဖြစ်ဘူးကွာအန်အောစီဟာအားနဲ့ခုတ်တာပြက်ရမှာကွာကတော့အကူကြီးကိုကြောက်လာပြီထို့စင်မှာလဲဆင်းလို့ခံပြနေတော့အကူကြီးကစကားဆလာပါလေဟေ့ကောင်ငါပြောဆက်ခုတ်လေကွာဟာအခုမှအရာပြည့်ုံလေးရှိသေးတာမင်းရလဲငါပြောကလည်းလူငယ်ပဲပြီး အားကုန်ဆက်ပြီးတော့ခုတ်ချလိုက်ပြန်ပါတယ်။အာကဲ့ကွာကဲ့ကွာကဲ့ကွာဆက်ကြလောက်ခုတ်ပြီးငပြုတ်ကအခုတ်ရမောတန်နဲ့ပြောလာပါတယ်။တော်ပြီဘာမှလည်းမသိဘူးမောတာပဲအဖတ်တည်းမင်းတို့ခုတ်ကြတော့ကွာငပြုတ်ကကျွန်တော်ကိုဒါပဲလို့အကူကြီးရဲ့ရှေ့မှာဖနာခုထိုင်ပြီးတော့အမောဖြစ်နေပါတယ်ကျွန်တော်ကဓမီနဲ့ထူးကြည့်တဲ့အခါမှာအဖြူစင်းလေးများတာထင်ပါတယ် တခြားဘာမှမရှိ အကူကြီးရဲ့မျက်နှာကိုကြည့်လို့ကြောက်စိတ်ဝင်နေပါတယ်ထို့စင်မှာရှိကနေငုတ်တုတ်ထားနေတဲ့အောက်စိတ်နဲ့ဖိုးတုတ်ကတစ်စကန်းထလာပြန်ပါတယ်အောက်စိတ်ကကျွန်တော်လည်းခုတ်ရင်လေကိုကြီးဖိုးတုတ်ကလည်းတဆက်တည်းပြောလိုက်ပါတယ်သူပြီးကျွန်တော်လည်းခုတ်မယ်ဗျာခြေစင်းထိုင်ပြီးနေတော့အကူကြီးကပုံစံမပြတ်သေးပါ ပြုံးစစ်စစ်နဲ့ပြန်ပြောပါတယ်အေးခုတ်လေအောက်စိတ်ရင်ခုတ် ပြီးရင်ဖိုးတုတ်ခုတ်ပေါ့ကွာဟုတ်ကဲ့ပါနှုတ်ဦးသားပြိုင်သူကောင်းကြီးလိုက်ကြပါရဲ့အောင်စင်ကပစိုးကိုပြင်ကိုကပေါ့စီကဓာတ်ကိုယူပြီးတော့အကိုကြီးနဲ့ဘေးဆောင်နေရာကနေပြန်လျက်ငပြိုးအမောဖြစ်နေသလိုကျွန်တော်နဲ့ဖိုးတုတ်ကဓာတ်လို့နောက်မှရကြည့်နေပါရဲ့အကိုကြီးရဲ့ကြောပြင်ကမဲတော်လဲလက်အောင်နဲ့အယောင်ထွက်လျက်တက်ဖွဲ့လို့ငေးကြည့်လျက်တလွဲဖြတ်ခုတ်ချလိုက်ပါရဲ့ ကျွန်တော်အသံထွက်ပြီးတော့အော်မိပါတယ်အားပါလာတော့ဓာချက်ဖြစ်သဖြင့်အောင်စိန်ကတောသားပြီးပြီးတမာသူကိုကြီးရဲ့ခန္ဓာကိုယ်ကြီးတုတ်ခါသွားပါတယ်ဓာမှာကြောပြင်းကိုချိန်ပြီးတော့ပြန်ကန်ထွက်သွားလို့ဖြစ်နေပါလေငကြီးအောင်ဓာမှာလက်ဆနိုင်မှသာခုတ်တင်ပါတယ်လက်ဆမနိုင်ပါကကို့ပြန်ပြီးတော့တိုးမိတက်ပါတယ်အောင်စိန်ကတစ်ချက်ခုတ်လို့ကြောပြင်းကိုကြည့်လိုက်တဲ့အခါမှာတန်ရမရှိပါ မပြောမဆိုနဲ့စက်တိုက်ခုတ်နေပြန်ပါတယ် ဟာကဲ့ကွာကဲ့ကွာကဲ့ကွာနဲ့တတုံနဲ့အချက်များများခေါက်လိုက်ပါလေဒီတော့ကထုံးစံတိုင်းကြောပြင်းကိုစစ်ဆေးကြည်ရာတိုင်ရမရှိပါအဖြူစင်းများသာပွားစီတက်နေပါလေတော်ပြီကွာပါကြီးကိုခုတ်နေရမှာမသိဘူးဖို့တော့ရော့မင်းခုတ်မှဆိုရင်ခုတ်တော့တရှိရှိနဲ့မော်လေအောင်စင်ပါငါပြောရဲ့နောက်ကိုငုတ်တုတ်ထိုင်နေပါလေဖို့တော့ကတော့သူများနေတူ နေရာတစောင်းယူပြီးတော့ဓာတ်ကိုအလိုက်တင်ချိန်နေပါတယ်။အောက်ကခြေဆင်းပေးနေတဲ့အကိုကြီးကတော့အပြုံးမပြည့်အကိုကြီးကျွန်တော်ခုတ်တော့မှာနော်။အေးခုတ်လေခုတ်တာခုတ်ကွာဓာတ်မှအားပြည်ရာဖိုးတော့ခမညာအစခံနေရတာမလို့မျက်နှာတင်းတင်းထားပြီးတော့လွယ်ခုတ်ချလိုက်ပါတယ်။ကဲကွာ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 နဲ့ဘယ်နှချက်ခုတ်တယ်တော့မသိတော့ပါ။ သူခုတ်တဲ့အကိုကြီးရဲ့ခန္ဓာကိုတွေ့ရမှာတပါတခြားမရှိဖိုတိုကမောတဲ့အတူကျွန်တော်ကိုဓာပြီးပြီးတော့ပြန်ထိုင်ပါတယ်ခေါင်းတင်ရနဲ့အံ့ဩမှုတွေ့ရပါတယ်ဒီကိုကြီးကလူမဟုတ်ဘူးကွာတခခုပဲဖိုတိုမှာအကိုကြီးရဲ့ရှေ့မှာထိုင်ပြီးတော့အမောဖြစ်နေသလိုဓာကန်ထားတဲ့ကျွန်တော်ကတခခုလူနေသလိုစိတ်ထဲရှိတဲ့အတိုင်းပြောချလိုက်ပါတယ်အကိုကြီးကျွန်တော်တို့လိုမခုတ်ရဘူး ဓာတ်နဲ့လေ့ကျင်တာအဲ့ဒါရမလားအကိုကြီးကျဲစင်ထိုင်ပြီးနေတော့အကိုကြီးကပုံစံမပြည့်ဖြစ်ပါတယ်။အော်မင်းကလေ့ကျင်တာလားလေးလေကွာရတယ်အသားပေါ်တယ်ကွက်ပေါင်ကိုလေးကျွန်တော်ရဲ့အကြံမှာအကြောင်းရှိပါတယ်ခုံရင်သိနေတယ်လေးလို့ရမယ်ကွဲမယ်ဆိုရင်စီကန်းသွားလို့ရပါတယ်ပြတ်သွားရင်စီကန်းကမကယ်နိုင်ပါဒါကြောင့် အတကုံလီးကိုဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။အကိုကြီးရဲ့နဘေးကလည်းညာဘက်အနီမှာထိုင်ပြီးတော့ဓာတ်ကိုပေါင်ပေါင်ကနေမိုးပြီးတော့လီးမကြံတဲ့အခါမှာမလီးရည်သေးပါ။ဓာတ်တလန်နဲ့ထပ်ပြီးတော့မေးမြန်းပါတယ်။ကြံတဲ့၃ယောက်ကတော့ပြူးလို့သာကြည့်နေပါတယ်။အကိုကြီးပေါင်သားကိုလက်နဲ့ကင်လီးမယ်။ဒီတိုင်းမလီးခြင်းဘူး။ကျွန်တော်ရဲ့အပြောကြောင့်အကိုကြီးကသဘောကျပြီးတော့ရေလိုက်ပါသေးရဲ့။ ကြိုက်တယ်လို့လီးပါကွာဈေးတော်တော်စိတ်တယ်ကောင်းလေးပဲကွာမြင်မြန်လေးပထမပေါန်သားတက်လက်မှခံတဲ့တဲ့လေးကိုလက်မလက်ညှိုးနဲ့ညှပ်ယူပြီးတော့သာအตาလေးရှိကိုရှီတိုးနောက်ဆုံးတွောလိုက်ပါတယ်လက်လွတ်ပြီးတော့ပေါန်ကိုကြည့်တဲ့အခါမှာအဖြူဆင်းလေးတစ်ခုသွေးစားမရှိမကွဲပါတဖန်သူ့ရဲ့ပေါန်ကိုဘဲလေးနဲ့ပြေးဆုံညှစ်ပြီးတော့ရှီတိုးနောက်ဆုံးနှစ်ချိန်တွောကရကြည့်တဲ့အခါမှာအစင်းเจ้าနှစ်เจ้าနောက်ဆုံးချိန် ရှစ်တိုးနောက်ဆုံးတွန်းတာကအချက်ပေါင်းများစွာ အပြူစင်းပရဘွားသာပေါ်လာခဲ့ပါတယ်။အသားနဲ့ဓာသွားထိရမှာချက်ချင်းစော်တော်နန်းနေပါသေးရဲ့။အံ့ဩစရာမမိစိတ်ကြိုက်လေးပီပီမလို့အတော်ကျေနပ်သွားပါတယ်။ဒီကိုကြီးကိုတော်တော်ကြောက်နေမိပြန်ပါတယ်။ကျန်တဲ့၃ယောက်ကတော့အံ့ဩစွာကြည့်လျက်ကျွန်တော်လေးဦးမှသာ အပြင်းပြေုံသာမကအရေကိုကြီးကိုကြည့်ရမှာတော့အလိုလိုကြောက်နေမိပါတယ်။ ကျွန်တော်နဲ့ငါဖြူကစီးထုတယ်ထင်လို့မေးတာပါဒီပညာကိုကျွန်တော်နဲ့ငါဖြူကိုသင်ပေးပါကိုကျွန်တော်ရဲ့အပြောကိုဖိုးတုကလည်းကြားပြီးတော့သဘောကျသွားပါတယ်သူတို့လည်းသင်ပါတယ်အရိကအကိုကြီးကမင်းတို့သင်ခြင်းလဲသင်ပေးလို့မရဘူးကွာဟမ်ဘာဖြစ်လို့လဲအကိုကြီးကငါငါဆရာကြီးမှာဂရိတ္တစာပြုထားတာအဲ့လိုတော့မလုပ်ပါနဲ့ကိုကြီးသင်ပေးပါဗျာ သူများတွေလို့ညံပူစော်ကပြေးပါပါ။တိုင်းသိဆိုရင်သိမယ်ဗျာ။ဒီပညာလဲသိပြီပါတော့။မရလို့ပါကွာ။ငါညီပြောတယ်လို့အကိုကြီးကမိုင်းမတက်ပါဘူး။တပွဲတို့ကိုမပုံစံမျိုးတွေငါရှာဘူးသူကမှသိမပေးရဘူးလို့ဂတိပေးထားလို့ပါကွာ။တလောင်းနဲ့ကျွန်တော်တို့ဇွဲမလျှော့သေးပါ။ဒါဆိုရင်အကိုကြီးရဲ့ဆရာကြီးကိုသိမယ်ဗျာ။အဲ့ဒီကိုခေါ်သွားပြီ။ဒါလည်းမဖြစ်နိုင်ဘူးကွာ။ သူကနယ်လက်နေရကွာငါးနှစ်လောက်ကြာမှငါ့စီကိုအလဲဝင်တာသူကဘိန်းတော့ဆရာကြီးသူနေတဲ့နေရာကများတော့တိတိကျကျမသိဘူးကွာကျွန်တော်အားငယ်သွားပါတယ်ဒီပညာကိုရဖို့ကမလွယ်တော့ပါဒါဆိုရင်တော့သွားပြီပေါ့မျောလင်းချက်မရှိတော့ခေါင်းတင်းရဖြစ်နေတဲ့ကျွန်တော်ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်သွားရှာပါတယ်အကိုကြီးလည်းငါညီတို့ကိုတင်ပေးနေတာပေါ့ကွာ ယောက်ျားကလေးကမဖြစ်ကောင်းဘူးကွာတကြောက်ပါကွာအားလျှော့ထားပြီမလို့သိကျင်တာကိုမေးမိပြန်ပါလေဒီပညာသင်ဘာတွေစောင့်ထိုင်ရသည်လဲကိုသူများမရနဲ့အရက်ဒါလေးပဲကွာကျန်တာအကုန်လုံးလို့ရတယ်တလောက်တော့ရှောင်းနေပါလေကိုကြီးဟာကဲအကိုကြီးသဘေးနေတာစိတ်မကောင်းမဖြစ်နေတော့ငါ့ဆရာကြီးနဲ့ကြုံရင်ဒီပညာရစေရမယ်ဟုတ်လား နေသိစကားလေးနဲ့ကျေနပ်ခဲ့ရပါတယ်။ထို့စဉ်အကိုကြီးကပြောပြန်ပါတယ်။နောက်တစ်ခါထပ်ပြီးတော့ပြောဦးမယ်နော်။မင်းတို့အကုန်လုံးငါအဲ့တို့ဘသူမှဓာတ်နဲ့ဝင်မခုံနဲ့။ခောက်ရင်ငါသိမယ်။ငါမိမမုံဆိုးမှဖြစ်မယ်။ဒါပဲ။ဆက်စုတတဲ့ကျွန်တော်ကအထွန်းတက်မိပြန်ပါတယ်။ရောင်ရမ်းပြီးတော့ခုံမိပြန်ရော။ဟာငါမန်လျှော့တော့မှလေ။အခုစီးသွားတော့မှကွာ။သွားပြီးပြက်ပြီ။ မာမန်လူပဲခုတ်ရင်သိပြီဘောကွာအဲ့ဒီကသူ့ရဲ့မျက်နှာကိုကြည့်ပြီးတော့သဘောကျစွာရဲမိပါတယ်ဒါဆိုရင်စောစောကလေးကစီးမသွားသေးတာပေါ့ဟုတ်လားအေးကိုမမီကလေးကမသွားသေးတာအခုမှသွားပါကွာစိတ်ချပါကိုကြီးကျွန်တော်တို့ကလူငယ်တွေဆိုပေမဲ့တစ္ဆာရှိပါတယ်ဗျဒီကြောင့်လေကစာရေးသူကျွန်တော်ကိုးနှံဖြစ်ပြီးစား ကိုရန်ကြုံတွေ့ခဲ့ရတဲ့တပွဲတို့ကိုမပညာပဲဖြစ်ပါတယ်။ထိုစဉ်ကအဲ့ဒီပညာကို မရရှိခဲ့ပါ။တပွဲတို့ကာယသိတိပြီးတဲ့ပညာ များစွာရှိပါတယ်။စာရေးသူထဲမှာစီမံကာထာမန်းစားဖွဲ့မန်းထုံးမန်းရေမန်းများတော့ရှိအောင်စပေးမှရရှိခဲ့ပါသေးတယ်။ဟုတ်ကဲ့ပါ။ဇလန်လေးကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာ။အစောဒီနေတော်တော်ဆင်အားပေးခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ